မင်္ဂလာပါရှင်2025ခုနှစ်မေလ23ရက်နေ့ရက်မွန်တဲ17နာရီအချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။စစ်ကောင်စီကရွေးကောက်ပွဲကျင်းပရေးလုံခြုံရေးနဲ့တည်ငြိမ်အေဂျင်ရေးဆောင်ရွက်ရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကိုတာဝန်ပေးလိုက်ကရန်ကုန်မှာစိုးဝင်းရောက်ရှိနေချိန်မှာအငိမ့်စားပုံမှုချုပ်ချိုးထွန်းအောင်ပြစ်တက်ခံရမှုကြောင့်လုံခြုံရေးပေါ်ယုံမှုနဲ့တက်နယ်မှုများတတိပေးခံလိုက်ရပါတယ်။ တိုက်ပွဲမှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေရဲ့နှာရီအတွက်တပ်တွေမှာအတိုးနဲ့ငွေချေနေပါရဲ့ရှင်။တောင်တွင်းကြီးကအမှုပွဲစားစစ်မှုထမ်းကြီးကောက်သူတနက်နဲ့ပြစ်ခတ်ခံရပြီးတေဆုံးသွားပါတယ်။ရခိုင်မလူငယ်တွေကိုပြပနဲ့ပြမဖို့ထွက်ခွာခွင့်မပြုဘဲစစ်မှုထမ်းရမယ်လို့အေအေကကြေညာလိုက်ပါတယ်။ပြည်သူပန်းနိုင်ကိုပူပေါင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပတ်တွင်15ဦးရှိပါရဲ့ရှင်။ ဒီသတင်းလေးနဲ့အတူဒီကနေ့မွန်တဲ12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆောင်တဲ့နေပုံအနေနဲ့မြန်မာနိုင်ငံအတွင်းမှာရွေးကောက်ပွဲကျင်းပရန်လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်အတွက်ဒုစစ်ကောင်ဆောင်ဆိုဝင်ကတာဝန်ယူလိုက်ကြောင်းနေပြည်တော်စစ်ဘက်တည်ငြိမ်ရေးမြစ်ကပြောဆိုပါတယ်။ စစ်ကောင်စီကယခုနှစ်ကုန်လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကိုကျင်းပရန်ရည်ရွယ်ထားပြီးအဲ့လိုကျင်းပနိုင်ရေးအတွက်ဆုံးရှုံးနယ်မြေတွေအနက်မှာမြို့နယ်တချို့ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်တဲ့အထိပြန်လည်ရရှိရေးရှိရင်စွဲစစ်တပ်ကထိန်းချုပ်ထားတဲ့နယ်မြေများမှာအေးချမ်းစွာဖြင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဒုစစ်ကောင်ဆောင်စိုးဝင်းကဥဆောင်ရမှာဖြစ်ကြောင်းလည်းသိရပါဗျ။ကာစာချမူတွေနဲ့စစ်တိုင်းမူတွေပြီးနေ တိုင်းဝန်ကြီးချုပ်တွေအားလုံးကရွေးကောက်ပွဲကျင်းပဖို့လုံခြုံမှုရှိစေရေးလုံခြုံရေးအစီအမံတွေစပြီးတော့လှောက်ခိုင်းနေပြီအဲ့ဒီအတွက်ဦးစီးဆောင်ရွက်မဲ့သူကဒူးတက်ချုပ်ဖြစ်ပါတယ်သူကလုံခြုံရေးဆိုင်ရာကြီးကြပ်ကုတ်ကဲမှာဖြစ်ပါတယ်မေလာဇန်ပိုင်းမှာလှုပ်တဲ့စစ်ဘက်ဆိုင်ရာအစီအဝေးနဲ့အရက်ဘက်အစီအဝေးတွေမှာအဲ့ဒါကိုတရဝင်းဆုံးဖြတ်ပြီးတော့ဒူးတက်ချုပ်ကတာဝန်ယူရမယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောပါတယ်ရှင် ဒုစစ်ကောင်ဆောင်ဆိုဝင်ကကရင်ပြည်နယ်မြဝရီကိုလည်းပြန်လည်ရရှိရေးအောင်စရာစစ်ကြောင်းကိုဥဆောင်ခဲ့ပူပေမဲ့အောင်စရာစစ်ကြောင်းကမြစ်တိအောင်မြင်မှုမှမရဘဲလက်ရှိမှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်တပ်စခန်းတွေအားလုံးကို KNN နဲ့ဥဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်နေခြင်းကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တစ်ခုလုံးကိုတော်လှန်ရေးတပ်တွေကဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရရတာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်မှာမနေ့ကဒုစစ်ကောင်ဆောင်ဆိုဝင်ရောက်ရှိနေပြီး အဲ့ဒီအချိန်မှာပဲရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မှာအငိမ့်စားပုံမှုချုပ်ချို့ထွန်းအောင်ပြစ်တက်ခံလိုက်ရပါတယ်။အဲ့ဒီဖြစ်စဉ်အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိတဲ့တပ်နယ်မှုတွေကိုလုံခြုံရေးပေါ်ရောက်မှုနဲ့တတိပေးခံရကြောင်းဖြစ်စဉ်တွင်ကျူးလွန်သူတွေကို မဖြစ်မနေဖမ်းဆီးဖော်ထုတ်ရန်ဒုစစ်ကောင်ဆောင်စိုးဝင်းကအမိန့်ပေးထားကြောင်းလည်းသိရပါတယ်။မနေ့ကရန်ကုန်မှာအငိမ့်စားဗိုလ်မှူးချုပ်ချုံထွန်းအောင်ပြစ်ခတ်လှုပ်ကြံခံကြရချိန်မှာဒူးချုပ်က ညောင်နှပင်နဲ့ကဘာအေးကိုကူးတန်းနေတဲ့အချိန်မှာလုံခြုံရေးပေါ်ယုံမှုနဲ့တက်နယ်မှုတွေတတိပေးခံရပါတယ်။ပြစ်ခတ်လောက်ကျန်သူတွေကိုမဖြစ်မနေရှာဖွေဖမ်းဆီးဖို့အမိန့်ပေးထားတယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှေ့တန်းတိုက်ပွဲမှာတေဆုံတဲ့အခါဂုံယူတင့်ကြောင်းတက်ရင်မှုတက်မမှုတွေရဲ့အမျိုးသမီးတွေက မိသားစုဝင်တွေကိုပြောဆိုတာကြောင့်မိသားစုဝင်တွေကဒေါသထွက်နေကြသလိုနိုင်ရဲအတွက်ကုန်ကြစရိတ်တွေကိုတက်ရင်မှုတက်မှမှုကြော်တွေကပဲအတိုးနဲ့ငွေချေးပေးနေကြောင်းတမိသားစုဝင်တွေနဲ့နှိစက်တဲ့သူတွေစီကနေသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကရှေ့တန်းတိုက်ပွဲမှာတေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ရဲ့နိုင်ရဲကို လာရောက်တဲ့တက်ရင်မှုကြော်နဲ့တက်မှမှုကြော်တို့ကတိုက်ပွဲမှာစစ်တပ်ရင်တေဆုံးတာကမြင့်မြတ်ကြောင်းပြောဆိုသွားတယ်လို့ဆိုပါတယ်။ ေဆုံးသူစစ်သားမိသားစုဝင်ရဲ့ဆွေမျိုးနှိစက်သူတယောက်ကနိုင်ရေးလို့တော့တမမှုကတော်တွေတည်ရင်မှုကတော်တွေကလာတယ်လေလာပြီးတော့အခုလိုအောက်ခြေစစ်သားတွေဘိုးတွေကတိုက်ပွဲမှာကြာတာကမြင့်မြတ်တယ်ဆိုပြီးဂုံယူခိုင်းတယ်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့လဲသွေးကွဲမဲ့စကားတွေလဲလာပြောတယ်လို့ဒေါသတကြီးနဲ့ပြောပါတယ်အကြဆုံးများနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုစစ်ကောင်စီအကြီးအကဲတွေကနိုင်ရေးစရိတ်တီးတက်ကူညီတာမျိုးမှရှိကြောင်းလည်းသိရပါဗျ။ တိုက်ပွဲမှာတေဆုံးရင်တေဆုံးသူစစ်ကောင်စီတပ်ဖွဲ့ဝင်တပ်မိသားစုဝင်တွေကတပ်တွေနေအိမ်ကနေဖယ်ပေးရတာဖြစ်ပြီးနိုင်ရေးစရိတ်မှလောက်တဲ့အခါတပ်တွေကဗိုလ်ကြီးတပ်ရဲမှုနဲ့တပ်မမှုဇနီးတဲ့တွေကအတိုး30ချက်နှုန်းနဲ့ငွေချေးပေးနေကြောင်းကိုလည်းတပ်တွေနှိစက်သူတယောက်ကပြောပါတယ်။နိုင်ရေးကူညီပေးတဲ့အခါမှာလည်းအချင်းချင်းတပ်တွေကယဉ်နှိမ့်မှုအရကူငွေထက်တာမျိုးရှိတယ်။ဒါပေမဲ့နိုင်ရေးလောက်တော့မလုံလောက်တဲ့အခါ ငွေကလိုလာရောအဲ့ဒီအခါတည့်ရင်မူကတော်တွေဗျူဟာမူကတော်တွေဘိုကြီးတွေရဲ့မိမတွေကအဲ့ဒီကြဆုံရဲပေါ်နှာရီအတွက်မိသားစုတွေကိုငွေချေးတာ10ဒုနဲ့အဲ့တော့သူတို့ gratuity ကြီးရတဲ့အခါပြန်ဆက်ရတယ်အဲ့လိုပြန်ဆက်ရတော့ရတဲ့ gratuity ကြီးကလည်းမရှိတော့ဘူးတက်တွင်ကနေလဲထွက်ပေးရတယ်လို့ပြောပါတယ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပူးပေါင်းစစ်ဆင်ရေးတွေကြောင့်2024 တနစ်တာကာလအတွင်းမှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲနဲ့နေသားသောတပ်ဖွဲ့ဝင်ပေါင်း4093ယောက်တေဆုံးခဲ့ကြောင်းလည်းသိရပါတယ်။အာနာသိန်း၄နှစ်တာမှာစစ်ကောင်စီတိုင်းစစ်ဌာနချုပ်2ခုဒါကာစဌာနချုပ်2ခုစကားခဌာနချုပ်5ခုနဲ့စစ်ဗျူဟာအခြေဆိုင်စခန်း6ခုတို့အပါအဝင် စုစုပေါင်းအခြေဆိုင်ဌာနချုပ်စခန်း123ခုဆုံးရှုံးရပြီး တက်ရင်အများအပြားလဲအင်အားချိနဲ့နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်ရှင်ဆလဘီမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ပရက်တဲတိုက်နယ်ဂွေရောက်ခုံကျေးရွာမှာအမှုပွဲစားဆိုသူအမျိုးသားတအူပြစ်ခတ်ခံရပြီးတေဆုံးခဲ့တယ်လို့မကွေးပြောက်ကြားတပ်ဖွဲ့နေစီကနေသိရပါဗျ။ပြစ်ခတ်ခံရသူဟာအသက်50နှစ်အရွယ်ရဲခိုင်ဆိုသူဖြစ်ပြီးမေ20ရက်နေ့နေ့လယ်12:00ခွဲခန့်မှာကာကွယ်ရေးတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ရဲခိုင်က ရဲရွာတွေမှာအမှုတွေရှိခဲ့ရင်ရဲစခန်းနဲ့ပေါင်းပြီးတော့ရတဲ့အကျိုးမြတ်ကိုရဲစခန်းနဲ့ပေါင်းစားတဲ့အပြင် အုတ်ချုပ်ရည်မူပြန်လွားနဲ့ပေါင်းပြီးတော့လဲစစ်မှုထမ်းခြေကောက်တဲ့အတွက်အခုလိုပြစ်ခတ်ခဲ့တာလို့မကွေးပြောက်ကြားတာဝန်ခံကိုကံကြီးမောင်ကပြောပါတယ်။ကိုရဲခိုင်ရဲ့လက်မပေါင်းတဲ့ဥကောင်းတို့ကိုလေးချက်ပြစ်ခတ်ပြီးတဲ့နောက်မှာဖုန်းနှလုံးသိမ်းဆီးခဲ့တယ်လို့သူကဆက်ပြောထားပါတယ်။ ပရက်ကျဲရဲစခန်းကရဲတွေကဂွေးရခုံကြီးရွာမှာတေဆုံနေတဲ့နေအိမ်ကိုလာပြီးအလောင်းကိုပရက်ကျဲတိုက်နေဆေးရုံကိုတဲကစစ်ဆေးချက်တွေယူပြီးပြန်သွားကြတယ်လို့ကိုကံကြီးမောင်ကပြောပါတယ်။အဲ့ဒီပြစ်ခတ်မှုကိုမကွေးပြောက်ကြားတပ်ဖွဲ့နဲ့တောင်တွင်းကြီး Fighter 4 LPDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့မတ်17ရက်နေ့ကလည်းမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ပရက်ကျဲတိုက်နေညာတော်အုပ်စုညာတော်ကြီးရွာအုပ်ချုပ်ရေးမှူးဟောင်းကို မကွေးဂရီလီလာဝဲဖာမကွေးပြောက်ကြားတပ်ဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်မှာနေထိုင်တဲ့ရခိုင်လူငယ်တွေကိုပြည်ပနဲ့ပြည်မကိုထောက်ခွာခွင့်မပြုဘဲအေအေထံမှာစစ်မှုထမ်းဆောင်ရမှာဖြစ်ကြောင်းအရခတ်တတော်အေအေကယမန်နေ့မှာကြေညာချက်တည့်ရထုတ်ပြန်လိုက်ပါတယ်။တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်တဲ့အရခတ်ဒေတာအတွင်းမှနေရစွန့်ခွာရန်အာထုတ်ကြိုးပမ်းနေကြတဲ့ဒေတာနေပြည်သူများတိရှိလိုက်နိုင်ရန် အတိပေတာမြင့်ချက်တစောင်ကိုရခိုင်ဘာသာနဲ့မေလ22ရက်နေ့မှာထုတ်ပြန်လိုက်တာပါအသက်18နှစ်မှအသက်25နှစ်အတွင်းအမျိုးသမီးများနဲ့အသက်18နှစ်မှ45နှစ်အတွင်းအမျိုးသားများအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့ AA ရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကြောင့်စစ်မှုမထမ်းလို့တဲ့လူငယ်လူရွယ်များမှာရက်ကွက်အတွင်းမှာတိမ်းရှောင်မှုများရှိကြောင်းအေအေကျမ်းမာရေးဌာနကကုသ မပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာများနဲ့အသက်အန္တရာယ်ဆိုးရိမ်ရတဲ့လူနာတွေကနေလွယ်ပြီးမတ်လ18ရက်နေ့ကထုတ်ပြန်လိုက်တဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ပါအကျုံးဝင်သူများကိုတွာလာခွင့်ပြုမှာမဟုတ်ပဲလက်ရှိတိုက်ပွဲများကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးဆုံးချိန်အထိတားမြစ်ထားမှာဖြစ်ကြောင်း AA ကကြေညာထားပါတယ်ရခိုင်ကထွက်ခွာခြင်းသူတွေကိုလည်း ကုန်းလန်းရေလမ်းမှာပတ်စံယူပို့ဆောင်ပေးသူတွေကိုလည်းတွေ့ရှိပါက တီဇဲဥပဒေများအရအရေးယူခြင်းခံရမှာဖြစ်ကြောင်းလည်းသိရပါတယ်။အခြေခံစားသောက်ကုန်များရောင်းဝယ်တဲ့ကုန်တယ်များနှွားကုန်တယ်များနှွားအငားလိုက်သူများစတဲ့ကုန်တယ်များအနေနဲ့လည်းလူပိုခေါ်ခြင်းအခကျင်းငွေယူပြီး carry မပြုတ်လောက်ရန်အေအေကတားမြင်ထားပါတယ်။မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီထောင်ထားတဲ့ စွန့်မိုင်းများမနှီးမိစေရန်စစ်ကောင်စီထံမှစစ်မှုထံစုဆောင်မခံရစေရန်ကြားဖြန့်လုပ်ငန်းများအတွင် လူကုန်ကူးမခံရစေရန်တိုက်ပွဲများအကြားဓာတ်မညက်စေရန်စစ်ကောင်စီရဲ့ရခိုင်လူမျိုးမှတ်ပုံတင်စက်တင့်မြင်ဆောင်ကင်ထားသူတွေကိုဖမ်းဆီးငွေညစ်ခြင်းဖမ်းဆီးခြင်းပုံမှန်အမျိုးမျိုးနဲ့ဖမ်းဆီးထောင်ချခြင်းလူသက်အလောင်းဖျောက်ခြင်းများ ြုတ်လုံနေတဲ့အန္တရာယ်မှကင်းဝေးရန်အတွက်လည်းရည်ရွယ်ထုတ်ပြန်တားမြစ်ထားတာဖြစ်ကြောင်း AA ရဲ့ကြေညာချက်မှာရေးသားထားပါတယ်။ ULAA အနေနဲ့အရေးပေါ်ကာလကြေညာချက်တွေပြန်ရုပ်သိမ်းမဲ့အချိန်ကိုထပ်မံထုတ်ပြန်သွားမှာဖြစ်ကြောင်းမပြီးသေးတဲ့မြို့သိမ်းတိုက်ပွဲတွေကိုအကန့်အသတ်နဲ့ဆင်နွှဲရင်းအာရခဒေတာတစ်ခုလုံးကို အာရခပြည်သူတွေလက်ထက်ရောက်ရှိရေးဟူတဲ့ရည်ရွယ်ချက်ကိုအကောင့်ထည့်ဖော်နေကြောင်းလည်းသိရပါပါရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်သူနဲ့ပူပေါင်းသူလက်နက်ချ စစ်တုပ်ပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားရဲနဲ့ပြည်သူစစ်စုစုပေါင်းမေ၈ရက်နေ့မှ၁၄ရက်နေ့အထိတည်င်းတပတ်အတွင်း၅ရောက်ရှိတယ်လို့ပြည်သူပန်းနိုင်ကမေလ၂၂ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲဒီ၅၅ရောက်ထဲမှာတော့ပြည်သူနဲ့ပူးပေါင်းလာခဲ့တဲ့စစ်သား၃ရောက်နဲ့ပြည်သူစစ်၄ရောက်စုစုပေါင်း၇ရောက်ဖြစ်ပြီးစစ်တုပ်ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတဲ့စစ်သား၆ရောက်ပြည်သူစစ်၂ရောက်စုစုပေါင်း၈ရောက်ဖြစ်ပါတယ်။ ြည်သူပန်းနိုင်ကကောက်ယူထားတဲ့မှတ်တမ်းတွေအရဇန်နဝါရီလကနေမေဒုတိယအပတ်အထိပြည်သူနဲ့ပူးပေါင်းလာသူ လက်နက်ချသူစစ်တပ်ပန်းအဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း1082ယောက်ရှိတယ်လို့လည်းဆိုပါတယ်ဒီကနေ့မွန်းတဲ့7နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။